င်္ဂလာပါရှင်မိုးလင်ဝသနဲ့ဇလဗီရညချမှုဦးစီးဌာနကနေဇွန်လတရက်ဒီကနေ့နေ့9ရက်နေ့အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်လီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့တွင်မုတ်တုံလီအားကောင်းနေပါမယ်ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရပြီး ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ရီမူကြီးနိုင်ပါသည်။ရွာရယာနှုံးပြည်ဖြစ်ပါသည်။မိုးထိန်ထောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထိပ်နှောင်များဖြစ်ထွန်းလျက်ရှိပြီးအစုပေါင်းမိုးထိပ်နှောင်များရွေရှားရလျက်တစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးချိုပြခြင်းလျက်စီးလက်ခြင်းနှင့်မိုးတိကျခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်လေးပင်တွင်မြမကရင်တန်းတျှောက်နှင့်ကမ်းလွန်ပင်လေးပင်တို့မှာရှမ်းပန်းရံကမိုးတက်လေပင်များကြာရောက်ပြီးလှိုင်းကြည့်ပါမည်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနိုင်လင်35မိုင်အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြမကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့တွင်9ဘီမှ73ဘီကန်ရှိနိုင်ပါတယ်။နောက်နှစ်ထွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရိပ်မိုးကြီးနိုင်ပါသေးတယ်။ နေပြည်တော်မန္တလေးမြို့နယ်ဤတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရံရုံပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်တွဲဒီကနေ့ညနေထိခမ်းမန်းချက်ကတော့မိုးအသင့်တထစ်ချုံရွာပါမယ်။ရွာရံရုံပြည့်ဖြစ်ပါရဲ့ရှင်။